ကေရိုဒီနီကအန်တူရဲ့ရှင်ကန်ဇင်ခရမပုံပေါ်အခန်း30ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ခဲမှန်ကယာနာတူဆိုတဲ့အတိတ်ပဲလေးနဲ့စင်တူတဲ့ပုံစံမျိုးလေးပေါ့အဲ့တော့ကိုဘလို့အနေထားမျိုးမှာဘလို့သုံးနေဆိုတဲ့ကွဲပုံကွဲနေလေးအဲ့တော့ပရမဆုံးအချီဘက်မှာဆိုလို့ရှိရင်သူကနာနီနာနီယာရာနာနီနာနီယာရာယာရာကကြတော့သူကဥမာဒါယောဒါယောတို့မအေယောဘီယ တစ်ခုခုဆိုလို့ရှိရင်စိုးရိမ်တာရော စိတ်ပူတာရောဆိုတဲ့ပုံစံမျိုးလေးတွေပေါ့အဲ့လိုမျိုးစိတ်ညစ်တာရောစိတ်တွေထွေပြားနေတာတွေရောအဲ့လိုမျိုးပုံစံလေးတွေမှာသုံးတာရ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 ာ A ဖြစ်တာရော B ဖြစ်တာရောအဲ့လိုပုံစံလေးတွေအဲ့တော့ဒီမှာအောက်မှာပြတာအများလေးမှာဆိုရင်နာနီနာနီယဟိုကာနော့နိုင်နာနီနာတူနော့ရေကာအာရူယောနီအီရိုအီရိုတာအဲ့တော့ဒီလိုမျိုးအကြောင်းအရာတွေ A ဖြစ်တာရောတခြားအရာတွေဖြစ်တာရောဆို ပြီးတော့ဥပမာတွေကိုတခြားအပြင်ဒီဒီလိုမျိုးဖြစ်တာတွေအပြင်ကိုဥပမာတွေအမျိုးမျိုးရှိတယ်ဆိုတဲ့ပုံစံမျိုးလေးတွေပြောတာပေါ့နော်အဲ့တော့အဆုံးမှာပြောတာက Onaju Gurubu no Kodo ba o nara be အဲ့တော့ group 2တဲ့စကားလုံးတွေကိုတွဲတယ်ပြီးလို့ရှိရင် Iroiro atte seri sarete inai kodo o kyocho suru အဲ့တော့ဆိုလိုချင်တာကသူကတခုတည်းမဟုတ်ဘဲနဲ့ A ဖြစ်တာရော B ဖြစ်တာရောဆိုပြီးတော့အမျိုးမျိုးရှိတယ်တခုတည်းတသက်မမတ်မဖြစ်တဲ့အကြောင်းအရာတွေကိုချောချောဆူလို့ဆိုတာကကြတော့ဦးစားပေးအလေးထားပြောတာမျိုးကိုသုံးတာပေါ့နော်ဝါရှားကားတဲ့ဟက်ခီရီဂင်တေးတဲ့ကိနိုင်ကိုတို့ရအဲ့တော့ပြောတဲ့သူကတိတိကျကျတသက်မမတ်နဲ့မပြောနိုင်တာမလုံးနိုင်တဲ့ကိစ္စတွေမှာတခုဆိုတခုတည်းဖြစ်တာမျိုးမဟုတ်ဘဲနဲ့ A ဖြစ်တာရော B ဖြစ်တာရောဟိုဟာဖြစ်တာရောဒီဟာဖြစ်တာရောဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော် ပြုလို့ရှင်တော့တော့ကဤရိုရိုအတဲတာဟင်းသားတို့ဆိုအမျိုးမျိုးရှိပြီးတော့ခက်ခဲတဲ့ပေမန့်နေဆိုပြီးတော့အမှုကိုတို့တွေးထင်တဲ့အကြောင်းအရာတွေကိုဒိုရီယာကဲတို့ကိုတို့ကအိုကြီးပြောပြပေးတာတွေများတယ်ကဲတော့သူကဥပမာပေးတဲ့ပုံစံလေးတွေအဲ့လိုမျိုးလေးတွေပေါ့နော်ရဲမှာဆိုလို့ရှိရင်ဒီအော်ကောင်းမင်းနဲ့ဆဲဆဲဆိုကူမှာဆိုလို့ရှိရင်နောင်လိုက် မယ်ပြီးလို့ရှိရင် dishok dictionary ပုံစံလိုက်မယ်အဲ့ဒီမှာမကမကသူက ek ရောရှိဆိုလို့ရှိရင် e အတိုင်းလေးပဲသုံးနေဆိုတဲ့ပုံစံလေးကိုမကမှာပေါ့နော်ကဲတော့ reference ကြည့်အောင်အချိန်ပါမှာကခတာချီမှုနော်ဆေးရှူတာချီဝါတဲ့ငါခီတာစုရတာဘူဘီယာကားလူရတာဆာမဆာမနီယောရကိုဘီကိုအရဝါရှိတာအဲ့တော့အနံ့ရခဲ့တဲ့ဒီအတင်းရဲ့လေရွေးစင်တွေကနာခီတာစုရတာငိုရာတွေရောသူဘီယာကားလူရတာ ခုံပေါက်တာတွေကိုအမျိုးမျိုးနဲ့ကိုသူတို့ရဲ့ပျော်ရွှင်မှုတွေကိုဖော်ပြခဲ့တယ်။အဲ့တော့အချိန်နီးအမျိုးမျိုးရှိပြီးတော့တစ်ခုတည်းကိုပဲတသက်မမမဖော်ပြနိုင်ဘူးဆိုတာဒီလိုမျိုးပြောတာ။အဲ့တော့သူတို့တွေကမငိုပဲငိုနေကြတာမျိုးလည်းမဟုတ်ဘူး။ငိုတဲ့သူတွေရောငိုတာတွေရောခုံပေါက်တာတွေရောအမျိုးမျိုးနဲ့ကိုပျော်ရွှင်မှုတွေကိုဖော်ပြခဲ့တယ်။နောက်တစ်ခုနီးပါမှာဒါမစားတဲ့တော့ဝါကတဲ့တော့ကီဝါဟာရာကသစရာ 情けないやらで気持ちを抑えることができなかった。အဲ့တော့လှေစားခံလေရတယ်ဆိုပြီးတော့တိလိုက်တဲ့အချိန်မှာတဲ့ဒေါသထွက်တာတွေကိုနာစာခေနိုင်ရတာတဲ့ဆိုတော့ကကြတော့ဝမ်းနေတာကိုကိုကိုတနာစရာလိုမျိုးဝမ်းနေတာတွေရောခံစားချက်တွေကိုတဲ့မထိန်ချုံနိုင်ခဲ့ဘူးနောက်တစ်ခုဆန်းပတ်မှာမူဆူမဲနိုခကွန်ရှိကီနိုဟီဝါ သတမီဖြစ်သူရဲ့ဒီမင်္ဂလာပွဲနေ့မှာဆိုလို့ရှိရင်ဥရေရှိရာပျော်ရွှင်တာတွေရောစာပေရှိရာဒီအထီးကျန်တာစိတ်မကောင်းဖြစ်တာတွေကိုတဲ့ဖူကူဇာဆုနာကီမိုချီတတာဆိုဖူကူဇာဆုနာဆိုရကတော့ဆေးရှုပ်တွေးတဲ့ခံစားချက်တွေဖြစ်ခဲ့တယ်။နောက်တစ်ခုယုံပတ်မှာသေဘူရုနိုဦးရဲ့နေဝဆိုစပွဲရဲ့အပေါ်မှာဆိုရင်ရှီကာကူအီမိုနိုရာဆိုလေးတော့ပုံစံရှိတဲ့အရာတွေရောမာရူအီမိုနိုရာဒီအဝိုင်းပုံစံရှိတဲ့အရာတွေပေါ့ အီရိုအီရိုနာခါသာချီနောစာရာကပုံတရမျိုးမျိုးရှိတဲ့ပကံတွေကအိုဤတဲ့အတာထားထားခဲ့တယ်။ကဲလို့ဒီမှာဆိုလို့ရှိရင်ရာရရာရဆိုအီဖြစ်တာတွေရောဘီဖြစ်တာတွေရောဆိုပြီးတော့တမျိုးတသမမမဟုတ်ပဲနဲ့အမျိုးမျိုးရှိတယ်ဆိုတဲ့အကြောင်းအရာတွေကိုပြောတာ။ကဲပြီးရင်နောက်တစ်ခုကနိဗ္ဗာန်မှာဆိုရင်နာနိနာနိတိုယုကနာနိနာနိတိုယုကအဲ့တော့သူကကြတော့ဟွန်းဘယ်လိုပြောမလဲ။ အေးလိုပဲပြောရမလားဘီလိုပဲပြောရမလားဆိုပြီးတော့ပြောတဲ့ပုံစံလေးပေါ့နော်ဥမမင်းခုဟိုဒီရာသီဥတုဘယ်လိုခံစားနေရလဲဆိုလို့ရှိရင်စောင်းနှင်းဆိုပါတော့မအေးတယ်လို့ပဲပြောရမလားပေါ့အဲအဲ့လိုပုံစံမျိုးလေးအေးအေးအရင်အေးတယ်လို့ပဲပြောရမလားဟိုဘယ်လိုကောင်းလဲချမ်းတယ်လို့ပဲပြောရမလားပေါ့တကယ်တကယ်မြန်မာစကားရဆိုအေးတာနဲ့ချမ်းတာနဲ့ကွာတယ်ဟုတ်အဲ့လိုပုံစံလေးတွေဥမာ ဒီခရီးထွက်လာလို့ဘယ်လိုခံစားရလဲဆိုပြောပြောကြအကောင်းနေလို့ပဲပြောရမလားဒါမှမဟုတ်အလုံးတယောက်တည်းထွက်လာလို့စိတ်ကြီးစရာတွေပူပန်စရာတွေရှိရလို့ပဲပြောရမလားပေါ့ပြောသူရဲ့စိတ်ထဲမှာတက်တက်မမတ်ပြက်ပြက်တာတာတခုတည်းကိုပဲပြောလို့မရတဲ့အခါမျိုးလေးတွေမှာသုံးတာဒီမှာဆိုလို့ရှိရင် အောက်မှာသူများလေးပြေးထားတာကနာနေနာနေတို့ယူဤကတော့မသိခဲ့လို့ရှိရှိ そう、えろれぴょうないだろう。他の何々という言い方もできる。えー、でてちゃやれべぴょうないね。えろ、そろじゃなが、えー、というか、ぴというか、えろべぴょうやむら、ぴろべぴょうやむら、なこうろんかろ、ぴんにれ、それ、ぼぜぴょうり。えろ、あそまか、同じ状況を説明するのに、どちらが適切か、はっきりしない表記を2つあげる。ニ中二的这里的国，破片部，这个背下个。 ်သင့်တော်မလဲဆိုတာကိုပြပြတတ်တတ်မဖြစ်နိုင်တဲ့ပေါ်ပြချက်တွေကိုနှစ်ခုပေါ်ပြတယ်ဆိုလိုချင်တာ A လဲဟုတ်တယ်လို့လို့ B လဲဟုတ်တယ်လို့လို့နှစ်ခုလုံးကတော့ဟုတ်နေတယ်ဆိုတဲ့ပုံစံလေးအဲ့တော့သူနေလိုက်တာကကြတော့ပုံမှန်ဖြစ်တည်ပြီးသားကတိုယူကဆိုတော့တိုနဲ့ဆိုလို့ရှိရင်သူ့ရဲ့ရှင်မအမြဲတမ်းဒီဖူစုကေအဲ့တော့ဖူစကီမှာဒီမှာဆိုလို့ရှိရင်နာခရောရှိဆိုရင်ဓာပြုတ်နောက်ဆိုလို့ရှိရင်လည်းဓာပြုတ်တဲ့ပုံစံလေးပေါ့။အင်ချီဘံမှာကအာနုကိုဝါတဲ့ဂိန်းခီကာဤတို့ယူကအိုချီစကောင်းနိုင်တို့ယူကအ 静かにじっとしていない子です。と、エキリが、ロテッタジョジョピンリラルウェピョアマラ、ウチスキガナイト、セイイマタナイネドゥボ、セイマタナイネドゥルウェピョアマラ、静かにテテイセセイリネジットしていない子です。と、ココゴ、ジットスロカとココゴアヨンサイダミューブラ、ソロジャンテテイセイティディニニニニニベ、マニナイネ、キリベ、ニベマガ、この部屋は 仕事場というか、あ,あるいは看護、あるいは路上表やむら、物置きというか、で、別にで、たれ、どらんか路上表やむら、とにかく、仕事に必要なものが全部置いてあるんです。あの、で、とてもあろうと、路あって、別にで、あろうご、たられにあぴろばれ。なるく、3番。今の私の気持ちですかあの、 ခုကျွန်တော်ရဲ့ခံစားချက်လားတဲ့ဆိုသည်နဲဘယ်လိုပြောရမလဲဆိုတော့တဲ့ထိုင်းရှုပ်ကရှိတဲ့ဆိုတာဒီအလုတ်ကနေနားလိုက်ပြီးတော့ဟုတ်တို့ရှိတာတို့ယူကစိတ်အေးသွားတယ်လို့ပဲပြောရမလားဆော်ဘီရှိတို့ယူကကျော်ကကြတော့အထီးချန်သွားတယ်သူတို့ပဲပြောရမလားတဲ့ဖူကူဆာဆူဒက်ရှုပ်ထွေးနေပါတယ်အဲ့တော့တို့ယူကတို့ယူကဆိုတာအေးလို့ပဲပြောရမလားဘီလို့ပဲပြောရမလားနှစ်ခုလုံးကကညင်နေတယ်ဖြစ်ဆိုနေတဲ့ပုံစံဒါပေမဲ့မေးတဲ့အချိန်မှာဘဲဟာကို ပို့ပြီးတော့တင့်ထောင်ပြောရမလဲဆိုတော့စဉ်းစားမရတဲ့အနေထားပေါ့ပြပြတတ်တာမပြောနိုင်တဲ့အခြေအနေပေါ်တွေမှာသုံးတာကဲနောက်တစ်ခုကစမ်းပန်မှာဆိုလို့ရှိရင်သူကနီရှိတဲ့မော်နီရှိတဲ့မော်နီရှိရောနီရှိရောနီဆေရောနီဆေရောအဲဒီမှာဆိုလို့ရှိရင်သူကကြတော့ A ဖြစ်ဖြစ် B ဖြစ်ဖြစ် A ဖြစ်စေ B ဖြစ်စေဆိုတဲ့ပုံစံအဲ့တော့အောက်မှာများလေးပြထားတာကနာနီနာနီအိုရေနီတိုတဲမောဥပမာပေးလဲပဲ ဟိုကောင်းတော့နာနီနာနီအိုရဲနီတို့တဲ့မတခြားအရာကိုဥပမာပေးလဲပဲတဲ့။ဦးနာကြီးကိုတို့ကရဲတို့တူညီတဲ့အကြောင်းအရာကိုပြောနိုင်တယ်။အဲ့တော့ကွာသူဆိုလိုချင်တာကဥပမာဒီပွဲကိုသူပဲဖြစ်ဖြစ်တခြားသူပဲဖြစ်ဖြစ်လာရင်ရပြီအဆင်ပြေတယ်ဆိုတဲ့ပုံစံ။အဲ့တော့အေသူကိုပဲပြောပြောတခြားသူကိုပဲပြောပြောနောက်ကတူညီတဲ့အကြောင်းအရာကအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးလေး ။အမမိုးရသည်ဖြစ်စေမိုးမရသည်ဖြစ်စေအပြင်ကတော့ထွက်မှာပဲဆိုတဲ့ပုံစံမျိုးလေးပေါ့အဲ့လိုမျိုးလေးတွေမှာသုံးတာ။ကဲအဲ့တော့အောက်မှာဆိုလို့ရှိရင် Unaji Guru Buni Hairu Reo Akeru အဲ့တော့ Guru Tu တဲ့တူညီတဲ့ဒီစကလုံးတွေဥပမာတွေကိုပြောပေးတယ်ဥပမာတွေပေးတယ်။မတော်ပါနောက်ထပ်ကားတဲ့ဂေါ်ရိုကုနိုယောဒီဒီ9နဲ့6နဲ့လိုမျိုးသိုင်းရီစုစုတို့ スラガダラドが対立するスラガダラ、三次に意味を持つ、レベビレ、レを挙げる生まれごべれ。あとには生するしんえね、ワンシャの判断、病毒や存在者でご表す分。ポビアレ、サザオネ、ビノ,ノルグ、働きかけの分が来ることが多い。ローソレ、サザオネ、ララが、ミャれ。レ。ノソマが、にせよ、にせよ、は、少し硬い言い方。 တော့သူတို့သုံးခုထဲမှာဆိုလို့ရှိရင်နီးစက်ယောဂါတော့နည်းနည်းလေးပို့ပြီးတော့ဒီ formation လုံးနေဆိုတဲ့ပုံစံလေးပေါ့နော်စကားပြောတွေမှာတော့သုံးတာနည်းသွားတယ်အများသောပြပြောတာကတော့ဒီနီးရှိတို့လိုနီးရှိတဲ့မို့လို့ပဲသုံးကြတာပေါ့ကဲတော့သူရဲ့ဆဲဆုဆိုကကတော့ဒီရှိကနေပြီးတော့နောင်းလိုက်မယ်နောင်းလိုက်တာလည်းရှိမယ်နောက်ကကျတော့ G-Shock ကြီး G-Shock ကြီးလိုက်မယ် Nine ဖောင်လိုက်တာရှိမယ်ကဲတော့ကြည့်ကြည့်အောင်အချီပန်းရဆိုင်နေရှိတဲ့မို့လေဇာကနာနေရှိတဲ့မို့ よりの材料は新鮮さが大事です。あら、で、あ、で、いわべぴぴぴ。で、いわべぴぴ、なべぴぴ。で、いわべぴ、なべぴ。ひんやりや材料をつらがり、こんちゃんぴぴぴ。がれ、新鮮さつらがたら、たんしん、レッサン、レッサンもが大事です。プラマ、いじぞんべい。なるくにまがたら、勉強をするにしても、仕事をするにしても、サリラベピピ、ロロタベピピ、 နောက်ကကြတော့ခေကကူထားတဲ့တေကရရတဟိုကဤဆိုလိုချင်တာကအလုပ်ပဲဖြစ်ဖြစ်စားလို့တာပဲဖြစ်ပလန်ဆွဲပြီးမှလုပ်တာကကောင်းတယ်အဲ့တော့စားလို့တို့ချင်လဲဘယ်ဘာသာပြေးဘယ်ဘာသာလုပ်မယ်ဘယ်ဟာကိုဘယ်ကျေလုပ်မယ်ဆိုတဲ့ပလန်ဆွဲတော့မှစကေဂျူးဆွဲတာမျိုးပေါ့အလုပ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပလန်တွေဆွဲပြီးတော့မှလုပ်တာကောင်းတယ်နောက်တစ်ခုစံပတ်မှာဒဲလီဘီနီရှိတို့ရှင်ဘုံနီရှိတို့မြူစူနီဝရှုကန်ကဟိုက်တယ်ဝါ ီခဲနိုင်အဲ့တော့ဒီမှာဆိုလို့ရှင်တီဗီမှာပဲဖြစ်စေသတင်းစာမှာပဲဖြစ်စေသတင်းဆိုတာမျိုးကတဲ့သတင်းဆိုတာကဖြစ်နေတဲ့အချက်လက်အခြေအနေကိုပဲပြောပါတာကိုယ့်ရဲ့ရှုခဲဆိုတာကကြတော့ဒီပုဂ္ဂိုလ်ရဲ့ပါစနေအတွေ့အမြင်တွေကိုထည့်ပြောလို့မရဘူးတဲ့နောက်တစ်ခုယုံပတ်ယုံပတ်မှာကကြတော့သူကမျိုးရင်းစူရူနီရှိတော့စေယုံတတာပဲဖြစ်ဖြစ်စူရင်းစူရူနီရှိတော့ဆိုတော့ကကြတော့ဒီစေယုံစေကံကိုအသွားပြန်လို့ကဏ္ဍကလာတော့ပြရတာမျိုး ခနာရီနော့အိုကနေကခါခါဒူးခါမှုရှိနေနိုင်ပုစံကတော့တော်တော်ကုန်ပါပဲတဲ့အဲ့တော့အစည်းအုံတက်တာပဲဖြစ်ဖြစ်စီကနေသွားနေရတာပဲဖြစ်ဖြစ်ပုစံကတော့တော်တော်ကုန်ပါပဲတော်တော်ကုန်နိုင်ချေရှိတယ်နောက်တစ်ခုခေါ်ပန်းရှောတိုင်းရဲကိုကောင်းနေရှိတော့ခါဝါနိုင်နေရှိတော့ချော်ကင်းဝါစတေအိုကိုအဲ့တော့အနာဂတ်မှာဆိုလို့ရှိရင်အင်ကိုဝယ်သည်ဖြစ်စီမဝယ်သည်ဖြစ်စီ ပတ်ဆက်ကတော့စူထားကြရအောင်အဲ့တော့ကိုမဆိုလို့ရှိရင်သူကစမ်းကျင်တဲ့ပုံစံလေးရှီကာပိုစတစ်နောက်ကနက်ဂတီအဲ့လိုပုံစံလေးပေါ့နော်နောက်တစ်ခုရခုမကကြတော့ယောသိုးနီဆေယောယာသိုးနီဆေယောရီတာဝါဇေကီနင်ကအိုမိုယီကဲတော့ဒီမှာယောသိုးနဲ့ယာသိုးဆိုတာကကြတော့ဒါပါတီတွေပေါ့အဲ့တော့ပါတီနကုမဆိုလို့ရှိရင်တဲ့သူကခေါင်းဆောင်ကဇေကီနင်ကအိုမိုယီဆိုတာကကြတော့တာဝင် ကြီးတယ်ဆိုလို့ရှိရင်ဒီမှာနှစ်ခုခါကွန်နိုရိုကူကိုသူပြောထားတယ်ထိုင်ရီဆူဆူရူအီမီကောက်မိုဆူရေအဲ့တော့စံကြယ်ပဲနှစ်ခုအဲ့တော့ဂေါ်မာဆိုလို့ရှိရင်ဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေဆိုတဲ့ positive negative စံကြယ်ပဲနှစ်ခုရှိမယ်ရောတိုးနဲ့ရာတိုးဆိုတော့ကြာလေဒီပါတီနှစ်ခုစံကြယ်ပဲနှစ်ခုကိုပြောတာပါဗောနော်အဲ့ဒါလေးကတတ်တတ်မှတ်ထားပါနောက်တစ်ခုနာနာပန်းမှာဆိုရင်ရုံးဘုံကိုကာကိုနီဆေယောအတူဝတောရုံကိုဆူရနီဆေယော 十分にいるデータを集めておく必要がある。あら、で、စာတမ်းလောက်တာတွေပဲဖြစ်ဖြစ်ဒီဆွေးနွေးတာတွေပဲဖြစ်ဖြစ်ပေါ့အတိုင်ပင်ဆွေးနွေးတာတွေပဲဖြစ်ဖြစ်ဆိုတော့အဓိကအရေးကြီးတာကလုံလုံလောက်လောက်နဲ့အချက်လက်တွေ information တွေကိုစုဆောင်းထားဖို့ကအရေးကြီးဆုံးပဲလို့ပြောတာအဲ့တော့ဒါတွေကပုံစံကမှတ်ကားတာတော့လွယ်ပါတယ်နေရှိတဲ့မနေရှိတဲ့မနေရှိလို့နေရှိလို့သူတို့ကတော့ပုံမှန်သုံးများတယ် နီဆေးယောကကြတော့လုပ်ငန်းသုံးတာများတယ်ပို့ပြီးတော့ဖော်မဲဆန်တယ်သုံးတာနည်းတယ်ဗောနော်အဲ့တော့သူတို့ကသုံးတာကအဖြစ်ဖြစ်ပြီးဖြစ်ဖြစ်အဖြစ်စီပြီးဖြစ်စီနောက်မှကတူညီတဲ့အခြေအနေပဲဆိုတဲ့ပုံစံလေးကေပီနောက်တစ်ခုကကြတော့နောက်ဆုံးတစ်ခုကယွန်ပန်ကတိုအစ်တာတိုအစ်တာကကြတော့ဒါအန်ဒရီမှာတွေ့ဖူးမဲ့စကလုံးလေးလို့ထင်တယ်နော်သူကကြတော့ဟိုမှာဘာနဲ့တူလဲဆိုလို့ရှင် now not yona ဆိုတဲ့ပုံစံလေးနဲ့တူတယ် တို့အိတဆိုတာကတို့လူမျိုးဆိုတဲ့ပုံစံလေးအဲ့တော့သူဒီမှာအောက်မှာပေးထားတာက eco so corner rain or autonomous get တဲ့ဆိုဥပမာဒီအများကြီးရဲ့နောက်မှာတွေ့ပြီးတော့တဲ့ rain ကိုမှတ်သွမ်းမယ်သူဥပမာပေးတာပြောမယ်ဆိုရင်ကမမင်းကဗာသီးတွေကြိုက်လဲဆိုလို့ရှိရင်ဒီလိမ္မော်သီးတို့ပန်းသီးတို့လိုမျိုးဒီဘယ်လိုပြောမလဲချိုးချင်ရတာရှိတဲ့အသေးမျိုးတွေကိုကြိုက်တယ်အဲ့လိုပုံစံမျိုးလေးတွေမှာတုံးတာ ောက်ဆုံးမှသူပေးထားတာကရဲကားတဲ့မသာဟိုကားနီမိုအီရိုအီရိုအားတို့ကိုတို့ကဝါကားတို့ကိုတို့ပါနေစုကိုအဲ့တော့သူကဥပမာပေးတဲ့အခါမှာဆိုရင်တော့မှပဲနောက်ထပ်တခြားအရာတွေလည်းပဲရှိနိုင်သေးတယ်ဆိုတော့ကိုတိနိုင်တဲ့စကားလုံးနဲ့တွဲတာ အဲဒါမှခုနကအုတ်ရှိကဥပမာကစားတော့လေမော်တီတို့ပန်းတီတို့လိုမျိုးဆိုပြီးတော့ကချိုးချင်းရတာရှိတဲ့အသီးမျိုးတွေကိုခြိုက်ချိုးချင်းရတာဆိုမှတော့လေမော်တီပန်းတီပြန်တခြားသီးတွေလည်းအများကြီးရှိတယ်ကွာအဲ့ဒီအသီးတွေကိုတိနိုင်တဲ့စကလုံးဆိုတာအဲ့ဒါပြောချိုးချင်းရတာရှိတဲ့အသီးမျိုးဆိုဟိုကနေမီရိုရိုအရုခုတော့ကဝါကားရုခုတော့ပါအဲ့လိုမျိုးကိုပြောတာနောက်တစ်ခုမှာကစားတော့နီဆန်းတော့ယောနိနဲ့တော့တဲ့လိုမျိုးတွေရတယ်တို့ကားတွေနားတို့တို့ခူမီယောဝါစေတစ်ကောက်ခုတော့ကအိုကြီး တော့နှစ်နဲ့သုံးနှစ်မှသာမျိုးရတဲ့ဒုက္ခတွေကိုလည်းပဲတွောတွဲပြီးတော့ဒီပေါက်ဆက်သုံးနှစ်ခါမျိုးတွေလည်းများတယ်။ယွန်းဝါတဲ့ဒါယောတဲ့ကိနာရေကိုဟီတိုဆူအကေအနံပါတ်၄မှာဆိုလို့ရှိရင်သူကကိုစားပြူတဲ့ဥပမာပေးစကလုံးလေးကိုတွဲတယ်ပြီးရင်တော့ကိုတိုင်းတိုင်းတော့နာယောအိုယူယောဟိုအတော့အတန်းပြင်းအဖြစ်အတန်းပြင်းအကြောင်းအရာတွေကိုပြောတယ်သုံးတဲ့နီလန်းဖြစ်တယ်တဲ့ကဲအဲ့တော့ ဆဲဆုစုကူကတော့လွယ်ပါတယ်။ now တို့ it တာ now လိုမျိုး now n ケーキポテトチップスハンバーガーといたカロリーの高いものが大好きなんです。あるとのがケイティーディアルジョーリロシアハンバーガーリロミュー、ケロリー、ミネハリコ、チャイパレ。リベマが、ニンジンやピーマメンやカボチャといった 色の濃い野菜はあれ。ちょ、お米ね。緑黄色野菜といって体にとてもいいですよ。あの、リモンラウリン、エオポアリ、ブロシンディ、ペヨンディーィペヨンディーィロミオレ、ね、エでヨンジン、エヨンタウディユディカレ、緑黄色野菜ソビロ。そら、セイマシディユディソビロ、カナゴトレ、エジャンゴ、カウデリ。サムマンカ、京都とか鎌倉といった 古い町には寺が多い。京都路廟、鎌倉路廟の市販よりもそろしに、ペアタウネが見られ。74番は、英語という言葉は、謙虚にいいといった意味で使われるようになった。英語のそれぞれがある。パワーチェンドやカウネ、ソビド、デイベネボの、アドンビュラー、ゲジャ ဲ့တူအီတာဆိုတာကကြတော့နောင်နိုယောနာနောင်တူအီတာနောင်တို့လူမျိုးဆိုပြီးတော့တခြားအရာတွေလည်းပဲဒီလိုမျိုးလေးရှိနိုင်သေးတယ်ဆိုတော့တည်နိုင်တဲ့စကားလုံးနေနဲ့တွေ့တာအဲ့တော့ဒီမာဒီမာဆိုလို့ရှိရင်ဒါတွေကစာနယ်လေးသုံးနေဆိုပေမဲ့လို့များသောအဖြစ်ကကြတော့စကားပြောတွေမှာသုံးတာများကြတယ်ပေါ့နော်အဲ့တော့သုံးစံတိုင်းပဲမှတ်တဲ့အခါမှာ grammar pattern ဆိုတာကအပေါ်ခေါင်းစဉ်ကိုမှတ်မယ်ပမာလုံးမှတ်မယ်အဲ့လိုမှတ်လိုက်ရုံနဲ့မရဘူးပေါ့နော်များသောအဖြစ်ကသူက ဒီအောက်ကသူပေးထားတဲ့များလေးတွေပြီးအောက်ဆုံးတော့မှပေးထားတဲ့ဒီဘယ်လိုအကြောင်းအရာတွေမှဘယ်လိုသုံးနေဆိုတာမျိုးလေးတွေကိုမှတ်လို့ရှိရင်ရတယ်ပြီးလို့ရှိရင်စာကြောင်းကိုများများဖတ်ပြီးတော့ကိုနဲ့အဆင်ပြေမဲ့စာကြောင်းတစ်ကြောင်းကိုမှတ်ပေါ့နော်အဲ့လိုမျိုးလေးတွေဆိုလို့ရှိရင် global pattern ကမှတ်ရလွယ်တယ်ဘယ်ပုံစံဘယ်လိုဆိုပြီးတော့အသေးစားထားလို့တော့မရဘူးပေါ့နော် grammar ကများများလေးသာဖတ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်